ုတ်ကဲ့ပါခင်ဗျာဟိုဒီအရှင်ဟာအာရခပြည်သူပြည်သားတွေအတွက်အရေးကြီးတဲ့အရှင်ဖြစ်တယ်ဒီအာရခပြည်သူပြည်သားတိုင်းအခွင့်အရေးနဲ့တာဝန်ကိုဟိုဒန်းတူခံစားထမ်းဆောင်ကြရမှာဖြစ်တယ်အာရခတိုင်းပြည်ရဲ့ဒီအမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့ဒီမူဝါဒတွေအရအရွေးရောက်ပြီးတဲ့နိုင်ငံသားတိုင်းစစ်ပညာကို မဖြစ်မနေသင်ယူကြရမှာဖြစ်ပြီးတော့ဒီအရေးပေါ်အခြေအနေတွေမှာဟိုကာကွယ်ရေးတာဝန်တွေကို လာရောက်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်ဒီချင်းဟာဒီနှစ်ပေါင်းနေရာကျိုးကိုလိုနီကျွမ်ပြုခံဘွားကလွတ်မြောက်ဖို့အတွက်ဟိုအနီးကဆုံးကာလလေးဖြစ်တယ်ဒီချင်းနေအောင်မှာအာရခပြည်သူ လူထုတရားလုံးဒီအာရခအိမ်မက် အောင်မြင်ဖို့ဒီရခိတလန်းစင်နဲ့ဟိုတစူးတစီတဲ့အသွားကြရမှာဖြစ်တယ်အခုချင်းဟာအာရခပြည်သူပြည်သားတွေရဲ့သမိုင်းတစ်လျှောက်လုံးမှာ ဒီတူလန်ရေးအောင်မြင်မှုတွေကိုဟို အမြင့်မဆုံးရပ်နေတဲ့အချိန်ဖြစ်တယ်ဆက်လက်ပြီးတော့လည်းပဲအရက်ခပီတစ်ခုလုံးလွတ်မြောက်ရေးဒီအမျိုးသားအောင်ပွဲအတွက်ဒီကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်ဖြစ်တယ်ဟိုဒီလိုအရက်ခပီတူလန်ရေးတမိုင်းရဲ့အရေးကြီးတဲ့အချိန်ကာလမှာဒီအရက်ခပီသူပီသားတယောက်ချင်းစီအနေနဲ့မျိုးရှိစိတ်ဒီတိုင်းပြည်ရှိတဲ့စိတ်တာဝန်သိစိတ်တွေကို အရင်ခံပြီးတော့ အရေးပေါ်အမျိုးသားကာကွယ်ရေးတာဝန်တွေကိုဟိုထမ်းဆောင်ဖို့အတွက်ဟိုဖိုက်ခေါ်ပါတယ်။အာရခတိုင်းပြည်ကို ကာကွယ်ဖို့အာရခပြည်သူပြည်သားတိုင်းမှာ တာဝန်ရှိပါတယ်။ဟိုဒါကြောင့်မို့လို့ရခိုင်မျိုးသားဖွေးရှုပ်အာရခတပ်တို့ရဲ့စည်ရေးနိုင်ငံရေးဥဆောင်မှုနဲ့အတူအရွေးရောက်ပြီးသားအမျိုးသားအမျိုးသမီးဘယ်သူ့ကိုမဆိုအာရခတိုင်းပြည်နဲ့ပြည်သူအတွက် ကာကွယ်ရေးတာဝန်တွေကို ဟိုထိထိရောက်ရောက် ဝင်ရောက်ထမ်းဆောင်နိုင်ဖို့အတွက်ဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဟိုဒီပြတန်းချက်ရဲ့အဓိကရည်ရွယ်ချက်ကတော့၄ခုရှိပါတယ်။ဟိုနံပါတ်၁တစ်ချက်ကတော့အရက်ခပြည်သူလူထုတရားလုံးပါဝင်ခြင်းဖြင့် အမျိုးသားကာကွယ်ရေးတာဝန်များကိုဟိုပြည့်ဝစွာထမ်းဆောင်နိုင်ရန်နံပါတ်2ကတော့ဒီတမျိုးသားလုံးတဲကြွစွာပါဝင်ခြင်းဖြင့်အာရခတိုင်းပြည်အချုပ်ချာအာဏာနဲ့နေမြေတည်တံ့ခိုင်မြဲရေးကိုထိန်းသိမ်းကာကွယ်နိုင်ရန်ဟိုနံပါတ်3ကတော့ဒီအာရခတိုင်းပြည်ပြည်တွင်းပြည်ပအန္တရာယ်အရရကို ကာကွယ်တားဆီးခြင်းအပြင်အာရခဒေသနေအာလူမျိုး ဘာသာတိုင်းစီလုံးချစ်ခင်စွာ ပါဝင်တဲ့ဒီအမျိုးသားကာကွယ်ရေးစနစ်တစ်ခုကိုထူထောင်နိုင်ရန်ဟိုနံပါတ်၄ကတော့အာရခတိုင်းပြည်အချုပ်ချာအာဏာပိုင်ဆိုင်မှုကိုထိမ့်သိမ်းမြင့်တင်ရမှာဒီနိုင်ငံသားတိုင်းတူညီသောတာဝန်နဲ့အခွင့်အရေးများကိုခံစားခွင့်ရှိစေရန် အော်ဟုတ်ကဲ့ပါခင်ဗျာ။အိုဒီပြတန်းချက်အရာကာကွယ်ရေးတာဝန်ထမ်းဆောင်ခွင့်အကင်းလောက်ခွင့်ရမယ့်သူတွေကတော့ဟိုနံပါတ်1ဒီသာသနာဝန်ထမ်းတွေပေါ့နော်။ဟိုနောက်ပြီးလို့ရှိရင်ဒီနံပါတ်2ကတော့ဟိုအာရခတ်တပ်တို့ဆေးအဖွေးကဒီအခြေခံစိုက်ပိုင်းဆိုင်ရာ ပြဿနာအာတခုခုရှိတယ်လို့တမ်းမှတ်ခံရတဲ့သူနောက်ဒီယောဂတခုခုအာရှိတယ် အာတာဝန်ထမ်းဆောင်ဖို့အတွက်မသိမ့်တူဘူးဆိုပြီးတော့မှဒီတတ်မှတ်ခံရတဲ့သူတွေပေါ့နောက်ဒီနံပါတ်3ကတော့ဒီကိုဝန်ဆောင်အမျိုးသမီးတွေနောက်ဒီကလေးမွေးပြီးခါစားဟိုဒါမှမဟုတ်ဒီကလေးနှစ်နှစ်အာအထိပ်ပေါ့နော်အဲ့ဒီမိခင်တွေပေါ့ဟိုနံပါတ်4ကတော့ဒီကာကွယ်ရေးတာဝန်ထမ်းဆောင်ခွင့် ခက်ခဲတဲ့ဒီကိုကိုလဲအင်ကတခုခုဒီရာသက်ပံမတန်မစွမ်းအဖြစ်နေတဲ့သူတွေပေါ့နော်။ဟိုနံပါတ်5ကတော့ဒီရခိုင်မျိုးသားအဖွေးချုပ်ဘ ਹੁ နဲ့ဒီအရခတ်တတ်တော်စေယုံချုပ်ကအမိန်ထုတ်ပြန်ပြီးတော့ဟိုကင်းလွှတ်ခွင်းအပြုတ်တဲ့သူတွေပေါ့။ဟိုဒီအရတွေကတော့ကျွန်တော်တို့ဒီကင်းလွှတ်ခွင်းရမယ့်သူတွေဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာ။အိုဒီပြတန်းချက်အရာဒီကာကွယ်ရေးဆိုင်ရာတာဝန်ထမ်းခွင့်ဟိုချွေးဆိုင်ခွင့်ရမယ်သူတွေကတော့ဟိုနံပါတ်1ဒီယာယီအဖျင်းကာကွယ်ရေးတာဝန်ထမ်းဆောင်ခွင့်ရနိုင်တဲ့ဒီကျမ်းမာရေးအခြေအနေမချိကြောင်းဒီတတ်တော်ဆေးအဖွဲ့ကဟိုတမ်းမချင်းခံရသူများဟိုနောက်ဒီနံပါတ်2ကတော့ ဒီတခြားပြုစုစောင်းချောက်ရမည်သူ မရှိတဲ့မိအိုဖောက်အိုတွေကိုအလုံးကျွေးပြုစုနေသူများပေါ့နော်အိုနံပါတ်3ကတော့ဒီအချာပြူစုစောင်းရှောင်းမဲ့သူမရှိတဲ့ဒီကလေးတငယ်တွေရဲ့မိဘများဟိုနံပါတ်4ကတော့ဒီအရခပြည်သူအစိုးရဒီရခိုင်မျိုးသားအဖွဲ့ချုပ်မှာပေးအပ်တဲ့တာဝန်တစ်ခုခုကိုထမ်းဆောင်နေတဲ့သူများ ဟိုနံပါတ်5ကတော့ဒီမူရေးဆေးဝါးအာဆေးဖြတ်ဖို့အတွက်ဒီဆေးကုသမှုခံယူနေတဲ့အာသူတွေပေါ့နော်အာပြောမယ်ဆိုလို့ရှိရင်တော့ဒီမူရေးဆေးဝါးဆေးဖြတ်နေတဲ့သူတွေပေါ့အာဒီလူတွေကတော့ဟိုယာယီအာရွှေဆိုင်ခွင့်ရမှာဖြစ်ပါတယ် ဒီပြဋ္ဌာန်းချက်အရအကျုံးဝင်ပေမဲ့လည်းဟိုသင်တန်းတက်ဖို့ခိုတဲ့အခါဒါယာယီရွှေဆိုင်ခွင့်အရနိုင်တဲ့သူတွေကတော့ဟိုနံပါတ်1အိမ်ထောင်ရှိအမျိုးသမီးများနံပါတ်2ဆေးရှင်းနေပြီးပြီးတော့ဒီအတန်းပညာဆက်တတန်းဆက်နှစ်တန်းတက်ရောက်နေတဲ့ចောင်းသားចောင်းသူများဟိုနံပါတ်3တက်ကတော်တစ်ခုခုမှာဒီတိုက်ပံဝိဇ္ဇာဘွေးတက်ရောက်နေတဲ့သူများ ဒါမှမဟုတ်ဒီဘွေးလွန်ဒီပလိုမာဒီမာစတာဘွေးအတွက်ဒီကျောင်းတက်နေတဲ့သူတွေနောက်ဒီပါတဂူဘွေးယူဖို့အတွက်ကျောင်းတက်နေတဲ့သူတွေပေါ့နော်နောက်ဒီနံပါတ်၄ကတော့အာရခပြည်သူအစိုးရပညာရေးဌာနမှာတာဝန်ထမ်းဆောင်လျက်ရှိတဲ့ပညာရေးဝန်ထမ်းဆရာဆရာမများဟိုနံပါတ်5အာရခပြည်သူအစိုးရကျန်းမာရေးဌာနမှာတာဝန်ထမ်းဆောင်လျက်ရှိတဲ့ဒီကျန်းမာရေးဝန်ထမ်း ဒီဆရာဝန်ဒီ nurse တွေပေါ့နော်နောက်ဒီနံပါတ်6ကတော့ဟိုမိသားစုရှင်တန်ရတ္တိရဲ့အတွက်ဟိုတူသေးသာဝင်ငွေရှာနေတဲ့သူများနောက်ဒီနံပါတ်9ကတော့မိသားစုထေကတတ်တူထေမှာအာရှိပြီးသားဟိုဆိုလိုတာကတော့ဒါကြားဆုံးဒါမှမဟုတ်တာဝန်ထမ်းဆောင်နေစေသူများဟိုဒီလူတွေကတော့ဟိုချွေးဆိုင်ခွင့် ဒီယာယီရွှေဆိုင်ခွင့်ရမှာဖြစ်ပါတယ်ဒီကာကွယ်ရေးဆိုင်ရာတာဝန်ထမ်းဆောင်ခွင့်ကာလအာရှုပ်ပိုးခွင့်ကိုဒီဘသူတွေအာရနိုင်တယ်လေဆိုလို့ရှိရင်ဒီမိသားစုဝင်တယောက်ယောက်ကဟိုတတ်တူထင်းမှာရှိနေပြီးသား ဟိုဆိုလိုတာကတော့ဒီကြားဆုံးဒါမှမဟုတ်ဒီတာဝန်ထမ်းဆောင်စေအဲအဲ့လိုမျိုးရှိနေပြီးသားဆိုလို့ရှိရင်ဒီပြဌာန်းချက်နဲ့အကျုံးဝင်တဲ့ဒီသူတို့ရဲ့မိသားစုထေးကကြံတဲ့ပုံကိုယ်တွေကိုဒီကာကွယ်ရေးဆိုင်ရာတာဝန်ထမ်းဆောင်ခွင့်ကာလရှုပ်ဖို့ခွင့်ကိုဟိုအများဆုံးဒီတစ်နှစ်အထိကျွန်တော်တို့အာရှုပ်ဖို့လိုရနိုင်တာပေါ့ ဟိုဒီပြတ်တန်းချက်တည်းမှာအကျုံးဝင်တဲ့သူတွေအားလုံးကိုဟို တခါတည်းသင်တန်းတက်ဖို့ခေါ်ပါလားဆိုလို့အဲအဲ့လိုပြောလို့ရှိရင်တော့ဟိုတခါတည်းမခေါ်ပါဘူးခင်ဗျာဟိုပြတ်တန်းချက်အရာဆိုလို့ရှိရင်ဒီအကျုံးဝင်တဲ့သူကဟိုရခိုင်တပြည်လုံးမှာကျွန်တော်တို့ဒီတန်းကနာနီးပါးလောက်ထိဟိုရှိနေတာပေါ့ဟိုဒါကြောင့်မို့လို့ဟို ဒီပြတန်းရှင်နဲ့အကျုံးဝင်တဲ့အသက်အပိုင်းခြားသူတွေအလုံးကိုဒါတခါတည်းခေါ်ဖို့ဆိုတာကတော့ဟိုမဖြစ်နိုင်ပါဘူး။ဟိုတမ်းမာထားတဲ့သင်္นานသားအရေးအတွက်ကိုပဲအာဥမာပြောမယ်ဆိုရင်ဒီနှစ်အတွင်းမှာကျွန်တော်တို့ဘလောက်ခုံမလဲပေါ့နော်။အဲ့ဒီတမ်းမာရှင်းအတိုင်းပဲအာကျွန်တော်တို့ကဟိုဒီသင်္นานအရေးအတွက်နဲ့ဒီသင်္นานအပတ်စဉ်အာတခုချင်းစီမှာဟိုဘလောက်လိုအပ်မလဲပေါ့နော်။ဟိုအဲ့ဒီအပေါ်မှာပဲ အာကျွန်တော်တို့အာစီစစ်ပြီးတော့မှအခေါ်ယူมาဖြစ်ပါတယ်တင်းနန်းကာလကတော့နှစ်လဖြစ်ပါတယ်တင်းနန်းနှစ်လတဲပြီးလို့ရှိရင်တော့ဆက်လက်တာဝန်ထမ်းဆောင်ဖို့အတွက်ဟိုတင်းတူတဲ့တာဝန်တွေကို အနှင်းသွားมาဖြစ်ပါတယ် စစ်မှုထမ်းတက်တန်းကတော့ဟိုနှစ်နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ဟိုကာကွယ်ရေးတာဝန်တွေကိုနှစ်နှစ်ထမ်းဆောင်ပြီးတဲ့အခါမှာဟိုတက်ထင်းမှာဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ခြင်းနေဆိုလို့ရှိရင်တော့ဒါသူ့ရဲ့အယီချင်းလိုက်ဟိုယာထူးအတိုးပေးပြီးတော့မှဟိုတာဝန်အာထမ်းဆောင်ခိုင်းမှာဖြစ်ပါတယ်။တကယ်လို့အိုစစ်ဖက်မှာတာဝန်မထမ်းရှင်ဘူးအရာဖက်မှာဒီပါတီလိုင်းဒါမှမဟုတ်ဒီအစိုးရအဖွဲ့အစည်းမှာတာဝန်ထမ်းဆောင်ရှင်နေဆိုလို့ရှိရင်လည်းပဲ ဟိုသူတို့ရဲ့အရင်ရှင်းအလိုက်ပေါ့နော်ဟိုတာဝန်အနှင်းသွားမှာဖြစ်ပါတယ်အော်ပြီးတော့ဒီရခိုင်မျိုးသားအဖွဲ့ချုပ်နဲ့ဒီအရခပြည်သူတော်လှန်ရေးအစိုးရကဂုံပြူမှတ်တမ်းတင်ရှင်းခံရမှာဖြစ်ပြီးတော့ဒီအနာကဒီအစိုးရရဲ့အထောက်ပံ့တွေကိုလည်းပဲဟိုတင့်တော်တို့လိုဟိုခံစားခွင့်ရရှိမှာဖြစ်ပါတယ် အခုဒီကြားထဲမှာနေပြီးတော့ဒီတချို့ပေါ့နော်ဒီအာဗမာပြည်ဘက်ကိုကျွန်တော်တို့ထွက်ခွင့်တွေပိုက်ထားတယ်။ဘာကြောင့်ပိုက်ထားလဲဆိုလို့ရှိရင်ရခိုင်လူငယ်တွေကဥမာဒီကန်းနေထွက်သွားလို့အကျွန်တော်တို့ကခွင့်ပြုလိုက်လို့ရှိရင်လည်းပဲဟိုဘက်ရိုးတောင်ကိုကြိုတာနဲ့ဟိုသူတို့ကဗမာစစ်တပ်ရဲ့ဂိတ်အဆက်ဆက်ကိုဖျက်ပြီးမှရန်ကုန်ရောက်มาလေဆိုတော့အဲ့ဒီဂိတ်တွေမှာသူတို့ကိုဟိုကလေအားလုံးဒါစစ်မှုမထမ်းမနေရစုသွားมาပဲဟိုဒါကြောင့်မို့လို့အာ ဒီအန်ဒီတွေထေးကနေအာသူတို့အန်ဒီထေးမကြသွားအောင်ပေါ့နော်အနောက်တစ်ခုရှိတာကဒီမှောင်ခိုသွားတယ်ဆိုတာကလမ်းမအတိုင်းသွားလို့မရတဲ့ခါတော့ဟော်ကဖောက်သွားဒီကဖောက်သွားပေါ့နော်အဲအဲ့ဒီမှာဟိုအရင်တုန်းကဒီစစ်ကောင်စီတပ်ဖွဲ့တွေစခန်းရှာခဲ့တဲ့နေရာတွေလေသူတို့ဖျက်သွားရတာတွေရှိတယ်ဆိုတော့အဲ့ဒီမှာမြေမြုံမိုင်းတွေအများကြီးပေါ့ဆိုတော့အဲ့ဒီနေရာတွေမှာမြေမြုံမိုင်းလေသူတို့ထိနေတာပဲဟိုဒါကြောင့်မို့လို့ဟိုကျွန်တော်တို့က ဒီအခုလက်ရှိမှာတော့ဒီအသက်အပိုင်းခြားခေးမှာပါတဲ့ဒီလူငယ်တွေကို အထွက်ဒီရခိုင်ပြည်ထဲကနေပြင်ပကိုထွက်ခွာခွင့်ပိုက်ထားတာပေါ့ဟိုတခါတလေကြားလို့ရှင်းလည်းပဲသူတို့ကဒီတိုက်ပွဲကြားမှာလေညားသွားနိုင်တယ်လေအခုကရခိုင်ရိုးတောင်ရဲ့ဟိုဘက်ချမ်းမှာတိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေတာကိုဥမာအေရီတိုင်းကြည့်မလားနောက်ဒီတောင်ကောက်ကကြိုသွားလို့ရှင်းပဲကိုးတိုင်းထည့်ကြည့်မလား ဟိုဘက်အန်ဘက်ကကြိုသွားလို့ရှိရင်အဒီဥမာဒီမကွေးတိုင်းထဲပေါ့နော်အာမင်းဘူးငဖေးဘက်ကိုကြည့်မလားနေရာတိုင်းမှာတိုက်ပွဲကတောက်လျှောက်ဖြစ်နေတာပေါ့ဆိုတော့တိုက်ပွဲကြမှာလဲသူတို့အချိန်မကြီးဟိုညသွားနိုင်တယ်ဟိုအန်ဒီကြည့်တာပေါ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဟိုဒီထွက်ခွာခွင့်တွေကိုအလုံးအကြောင်းအကြောင်းကိုထောက်ပြီးတော့ပေါ့နော်အာဒါပိုက်ထားတာဖြစ်ပါတယ် အော်ဟုတ်ကဲ့ပါခင်ဗျာဟိုဒီကိစ္စကတော့အာဒီပြတန်းချက်ပုံမှာသူတို့အသေးစားမသိသေးတဲ့အခါဒါနားလည်မှုလွဲပြီးတော့မှဖြစ်တဲ့ကိစ္စဖြစ်ပါတယ်ဟိုအခုကတော့ဟိုကျွန်တော်တို့ဘက်ကလည်းပဲအသေးစားအာဒီပြည်သူတွေကိုဒါလိုက်လံပြီးတော့ကျွန်တော်တို့ရှင်းပြနေတာရှိပါတယ် ိုတောင်ကုန်းကိစ္စကတော့ဒီဟာကဒီပြတန်းချက်ထွက်ပြီးတဲ့နောက်ပိုင်းမှာအာသူတို့အားလုံးကိုပြည့်ပြည့်စုံစုံမသိသေးတဲ့အခါကျတော့ဒါဟိုစိုးရင်ပြီးတော့မှဒါနားလေမှုလွဲပြီးတော့ဖြစ်တဲ့ကိစ္စပေါ့နော်အခုကတော့ကျွန်တော်တို့ဘက်ကလည်းပဲသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဒီလူတွေကိုအသေးစားခိုးယူပြီးတော့မှကျွန်တော်တို့ဟိုသူတို့ကိုကောင်းကောင်းမွန်မွန်ဟိုရှင်းပြနေတာရှိပါတယ်